တိန်ကိုတောင်းတန်တဲ့မင်္ဂလာပွဲကိုကျင်းပခဲ့လို့ကျောက်ဦးတချမ်းမဲအလှလုံးနိုင်တော့တဲ့အောင်သမားရွှေဆိုင်ပန်ရှင်မဖြစ်ဖြစ်အောင် ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်အစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တရာတရားထက်သနာကမြန်မာတွေရဲ့အသေးဒါတွေကအဝါဒနာပဲဖြစ်ပါတယ်။မရှိလို့မလို့မလို့မရှိဆိုရဲဆိုရိုးတွေနဲ့လူရန်ချင်းရဲ့အကျိုးကျေးဇူးတွေဟာဘလောက်ထိကြီးမြတ်ကြကြောင်ဖော်ပြကြတဲ့ဘာသာရေးဆုံးမစာတွေကလည်းမြန်မာတို့ရဲ့အမိဝမ်းကနေထွက်ကြတဲ့ကကြားနာခဲ့ရတဲ့ဆုံးမစကားတွေနဲ့ဆိုရိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်အခုလိုကက်ဖေးတွေနဲ့ရင်ဆိုင်ကြရတဲ့အခါမှာမြန်မာပြည်ကစတုတ္တိတာတွေကိုအလိုရကျွေးကြတာကဖြစ်ကိုဖြစ်လာမဲ့ထုံးစံပဲဖြစ်ပါတယ်။ ယနေ့ကလုံမျိုးချမ်းသာတဲ့သူတွေပေါ်များလာတဲ့ချိန်မှာစေတနာအမှန်နဲ့လိုအပ်တဲ့သူတွေအတွက်အမှန်တကယ်လူတန်းပေးနေရင်အလူရှင်တထေးကြီးတွေလည်းရှိသလိုနာမည်ကောင်းရဖို့အတွက်ဗန်းပြလူတန်းကြပြီးတော့စေတနာမပါပေမဲ့ကင်မရာထဲမှာလှဖို့ပတ်စံကုန်ခင်ကလူတန်းကြတဲ့သူတွေကလည်းမြေပြင်မှာမျက်မြင်လက်တွေ့ကြုံတွေ့နေရတဲ့သူတွေရှိပါတယ် စတုတီတာအလှူဆိုတာကလာရောက်စားသုံးသူတွေစားနိုင်လေကျွေးရတဲ့အလှူရှင်ကပို့ပြီးတော့ပီတိဖြစ်ရလေဖြစ်ပါတယ်။တနင်္သဘောနဲ့စားသုံးသူတွေစိတ်ကြိုက်ယူစားနိုင်ဖို့အတွက်အလှူရှင်ရဲ့စိတ်တန်းကြလှူဒန်းမှုတွေဟာချက်စရာကောင်းတဲ့မြန်မာတွေရဲ့ဒလိပဲဖြစ်ပါတယ်။ဒါပေမဲ့ထူးထူးခြားခြားစတုတီတာတွေထဲမှာကြက်ဥတစ်ချက်မဲ့ကျွေးတဲ့ရွှေဆောင်ရဲ့စတုတီတာတစ်ခုကလည်းခစ်ပြက်နေတဲ့ကြားထဲမှာပြည်သူတွေရဲ့ဝေဖန်သံတွေပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။အောင်သမားရွှေဆိုင်ဆိုတာကတော့မြန်မာပြည်မှာရှိတဲ့ရွှေဆိုင်တွေများစွာတဲ့ကထိတ်တန့်ရွှေဆိုင် ုင်ကြီးတစ်ခုဖြစ်ပါတယ်။ရွှေဆိုင်ဖြစ်လာဖို့အတွက်ဖြတ်တန်းခဲ့ရတဲ့ဘဝအခက်ခဲတွေများစွာကိုလည်းကြုံတွေ့ခဲ့ရတယ်။မှတ်တမ်းဗီဒီယိုမျိုးရိုက်ရတဲ့အထိကိုတူးကိုချုံပြီးတော့ကြီးပွားချမ်းသာလာတဲ့ရွှေဆိုင်တစ်ခုဖြစ်လူသိများခဲ့တာဖြစ်ပါတယ်။ ။ဝယ်ယူသူတွေရဲ့ကျေးဇူးတွေကြောင့်အခုလိုမျိုးထိတ်တန့်ရွှေ့ဆိုင်ကြီးဖြစ်လာခဲ့ရလို့ဆိုခဲ့ရပါ။အောင်သမားရဲ့ဆက်ခံသူမဖြစ်ပြောင်းကလည်းကလေး၃ယောက်မှဖြစ်နေခဲ့ရတောင်းတိန်ပေါင်း၉တောင်းကျော်ကြတဲ့မင်္ဂလာပွဲကြီးကိုကျင်းပလက်ထက်ခဲ့ရလို့ဆိုကြပါရဲ့။တိန်ပေါင်း၉တောင်းကျော်တဲ့ဒီမင်္ဂလာပွဲကျင်းပခဲ့တဲ့အတွက်ကြောင့်စေတန်ဆောင်းမကုံနဲ့ပိုင်ဆိုင်မှုတွေများစွာရှိနေမိ။အောင်သမားရွှေ့ဆိုင်ကတော့အလူတန်းမှာကစေးကုတ်တယ်လို့ပြောကြတာဖြစ်ပါရဲ့။ပိုင်ဆိုင်မှုတိတိပပမရှိတဲ့တွေတောင်းအခုလိုမျိုးအများပြည်သူခက်ခဲနေတဲ့အချိန်မှာမရှိရှိတာထုတ်ပြ ြီးတော့အလှူဒန်းတွေနဲ့စတုဒေတာတွေကိုပြုလုပ်ရင်းနဲ့ကျွေးမွေးနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအောင်သမားရွှေဆိုင်ကတော့အများပြည်သူလုံးလို့မလွဲဆောင်တာပြုလုပ်ခဲ့ရတဲ့စတုတ္တတာကုံပြီးစုလည်းပြုလုပ်ခါကြွေးမွေးရလို့စတုတ္တတာအလို့သွားစားတဲ့သူတွေကပြောဆိုနေကြတာဖြစ်ပါတယ်။ကျောင်းဟင်းကိုတောင်မှတအုပ်လင်တလုံးလုံးမကြွေးပဲတချမ်းသာကြွေးတယ်လို့လူအများကတယောတလုံးနဲ့ပြောဆိုနေကြတာဖြစ်ပါတယ်။တချို့ကလည်းအခုလိုမျိုးကြွေးရခြင်းကမင်္ဂလာပွဲမှာတိန်ကိုတောင်အကုန်ကြားခံခဲ့တဲ့အတွက်ငွေမရှိတော့လို့အခုလိုပဲကြွေးနိုင်တော့တာဖြစ်တယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။အောင်သမားဘက်ကအခုလိုမျိုးကြွေးရ ာဟာအကြောင်းရင်းတစ်စုံတရာရှိလောက်မှဖြစ်ပြီးတော့အလူဆိုတာကလည်းစေတနာကသာအဓိကဖြစ်လို့ထမင်းဖြူကျွေးရင်တောင်စေတနာမှန်ရင်မြိန်နေမှာပဲဖြစ်ပါတယ်။သိမ့်ပေါင်းသိမ့်ချီချမ်းသာပေမဲ့လည်းကျောက်တချံအလှကြောင့်လူတွေရဲ့ဝေဖန်ခံနေရတဲ့အောင်တမာရီရွှေဆိုင်ပါရှင်မဖြစ်ဖြစ်အောင်နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်